အဲ့လိုတော့လည်းပြောလို့မရပါဘူး။မိမတချို့ပေါ့။ငုံတချို့ပေါ့။ဟိုအရန်နှုံးရတဲ့မိမတွေရှိတယ်။အရန်ချစ်ပြီးတော့အရန်ခွန့်လွတ်တဲ့မိမတွေလည်းရှိတယ်။ဘလို့အကြောင်းအရာတွေနဲ့ပဲကြုံလာကြုံလာယောက်ျားတွေကိုသူတို့ရဲ့ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ခွန့်လွတ်နေတဲ့မိမတွေအများကြီး။ဖွက်တာတာလီတာလီဖွက်တာဟိုပါဦးနှလုံးသားနဲ့ရိုက်လို့လာတာပါနှလုံးသားရဲ့မိသား နှလုံးသားနှလုံးသားနဲ့ရိုက်လို့လှရဲလို့ကျွန်တော်တို့အဲ့လိုပဲမြင်ပါတယ်ရိုးရိုးကျွန်တော်တို့ပုံမှန်သွားမယ်ဆိုရင်ဟိုဟိုဥစ္စာပြောတော့မဟုတ်ပါဘူးရိုးကျွန်တော်တို့ပုံမှန်သွားမယ်ဆိုရင်ဒီ subject ကဘယ်မှာရိုက်ရမှာလဲဘယ်လိုရိုက်မှာလဲ location ကဘယ်နေရာလဲအဲ့လိုရိုက်လိုက်ရုံပဲဒါတိတ်ပြီးတော့တိတ်မထူကြတော့ဒါပုံမှန်ပါလုံးသားတွေကြတော့ငါဒီ scene လေးကိုငါဘယ်လိုလေးရိုက်ရမလဲသူတို့နှစ်ယောက်ကိုကြည့်လိုက်ရင်အဲ့လိုမျိုးကြီးလှပြီးတယောက်ကဟိုလိုကြီးဖြစ်နေသူတို့နှစ်ယောက်က relationship ကဒီအချိန်မှာဘယ်လိုဖြစ်နေလဲအဲ့ဒါလေးကိုငါဘယ်လိုပုံစံနဲ့ရိုက်ရိုက်ပြမလဲဆိုတဲ့ဟာလေးတွေးတာပေါ့အဲ့ဒါလေးကြောင်းလို့ထင်ပါတယ်ဖလာနော်လာလာလာနော်အင်းလာနော်အဲ့ဒါလေးကလည်းတကယ်ကင်မရာမန်တွေရဲ့ကြိုးကြိုးစားမှုပေါ့လေကြိုးစားမှုပေါ့ဟိုကျွန်တော်ကလူချင်တာပြောပြရတယ်သူတို့ကိုပြောပြရတယ်ကျွန်တော်မှ lighting ကဒီလိုလိုလူချင်တယ်ဒီဟာလေးတွေတော့ဒီလိုလူချင်တယ်ကျွန်တော်ရောက်အောင်ကြိုက်ပြပါသူတို့ကလည်းတကယ်ကိုတကယ်ကိုတကယ်ပါပဲဒါဒီကားထဲမှာ ကိုလိုချင်တဲ့ lighting ကိုလိုချင်တဲ့ဟိုဘလူးကွန်လက်စင်းတွေကိုပေါ်အောင်ရိုက်ပေးနိုင်တယ်ဒါသူတို့ရဲ့အကြံပြုချက်တွေရောကိုလိုချင်တဲ့ဟာလေးတွေရောဘောနော်အားလုံးပေါင်းပြီးတော့ဒါအကောင့်ထဲပုံခဲ့တာပေါ့ဒါတော့ရက်ဆက်ချင်းရက်ဆက်ယောက်ျားလေးတွေပဲရက်ဆက်မမင်းကလေးတွေတော့မရက်ဆက်နေပြီမင်းကလေးဆိုချစ်ရမှာနော်ဒါနည်းနည်းလေးပေါ့ discriminate လောက်တာပေါ့သူသူကျောင်းသားလေးတွေလည်းပြုတ်လောက်တာဒီလိုဆိုဘယ်ဒီကောင်တွေကိုကစ်သွားမှာဒါပဲထားပြတာဒါမင်းတို့နှစ်မှာအဲ့လိုတွေ အဲ့လိုကြီးတော့တကူတည်းပြတယ်တူတည်းတဘောတဘောမပေါ့စာတဘောပေါ့မသိပါမှာသူထားတဲ့ကဘလို့ထားတာဒီကောင်းနေသူအဲ့လိုတော့လည်းပြောလို့မရပါဘူးဒါငုံမတချို့ပေါ့ဟိုအရန်နှုံးညံ့နေမိမတွေရှိတယ်အရန်ချစ်ပြီးတော့အရန်ခွန့်လွတ်တဲ့မိမတွေလည်းရှိတယ်ဘလို့အเจ้าညာတွေနဲ့ပဲဂျုံလာဂျုံလာယောက်ျားတွေကိုသူတို့ရဲ့ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ခွန့်လွတ်နေတဲ့မိမတွေအများကြီးအဲ့လိုလူတွေလည်းရှိတယ်အဲ့လိုပဲသူအရန်ချစ်တယ် သူချစ်တယ်လို့ပြန်မချစ်နိုင်အရန်ရက်ဆက်တဲ့မိန်းမတွေလည်းရှိအဲ့ဒါလေးကိုအဲ့ဒါလေးကိုကြားချင်တာပေါ့အဲ့ဒါတွေကလေခက်ကိုအရန်ထည့်ရတယ်ဆိုတော့ဒါကျွန်တော်အမြင်ပါဖြစ်လေဖြစ်တာရှိတဲ့အမြင်နဲ့ဖြစ်နေကြတာတွေကိုရိုက်ပြတဲ့သဘောပါဖြစ်နေကြတာတွေရိုက်ပြရတဲ့အတွက်ဥမာတချို့ trend တွေကတော့ဥမာကျွန်တော်တို့ဘာ trend ဆိုရင်ဘာ culture ဆိုရင်အခုချိန်ကြီးရှိနေသေးတာပေါ့အဲ့ဒီချိန်တွေကဒီအဲ့ဘာတွေရှိနေတယ်အခုချိန်ကြီးလည်းအဲ့ဘာတွေရှိနေတော့ ပြည်သက်တည်ရှိနေတော့ကြိုက်နေတော့တွားနေတော့စားနေတော့အဲ့လိုပေါ့ train တစ်ခုလုံးကကျွန်တော်တို့ဒီအချိန်ရောက်တဲ့အထိဒီ train ရရှိနေတဲ့အတွက်ဒါကျွန်တော်တို့ကံကောင်းတယ်လို့ပြောရမှာပေါ့သူတို့သူတို့ ਨੇ ဟိုဖြစ်ပြီးတော့ ever preganding လို့ပြောလို့ရတာပေါ့နော်တရားနေလို့ပြောလို့ရဒါလည်းကိုရီးလည်းအပြစ်မှာလည်းအဲ့လိုပဲအဲ့လိုကြားနေကြတာပေါ့နော်ကိုလည်းအများကြီးကြားနေရတာလေတချို့အတိုင်းဝိုင်းနေဆိုကိုရီးနဲ့နီးစပ်တယ်နီးစပ်တော့အပြာမျိုးခါတွေကိုကြားနေကြကြားနေရတာပေါ့ ါပေမဲ့ဒီဘက်မှာနည်းနည်းလေးနှဲသွားပြီမယ်တချို့အပိုင်းတွေကဟိုတုန်းကပူဆိုးတဲ့အပိုင်းတွေရှိတယ်။မင်းသမီးပါဆိုတော့ငါကိုယ်ကလှောက်ပြီးသားလေးလှောက်လှောက်လေးဆိုဘယ်လိုပြောပါ့မလဲ။ကိုမင်းသမီးလေးမင်းသမီးဖြစ်လာပြီဆိုမှမင်းသမီးတွေလှပြီးသားအဲ့တော့သူအလှလေးတွေကိုပို့ပြီးတော့ပေါ်သွားအောင်ကျွန်တော်တို့ကရိုက်ပြတာပဲဟာမင်းမီဒီမင်းမီကဘယ်လိုလှလဲခြေောက်လေးကဘယ်လိုလှလဲနှာခေါင်းလေးကဘယ်လိုလှလဲမျက်လုံးလေးကဘယ်လိုလှလဲဒါကိုရိုက်ပြတာကိုရိုက်ကဒီကိုလှပြီးတာ ပြောရရင်တော့တချို့ဟာတွေပေါ့နော်ဒါကိုလိုချင်တာနဲ့ကိုဖြစ်ချင်တာလည်းပါတယ်အခုကတော့ကျွန်တော်ဒီကားရိုက်တော့မှာပေါ့နော်ကျွန်တော်ကုညီခဲ့တဲ့ညီလေးတယောက်ရှိတယ်အခုတော့ပြင်သစ်ရောက်နေပြီသူကအဲ့လိုကားတွေသူကနိုင်သားမှာသူကကားတွေရိုက်တယ်သူဒီထဲမှာတော့သူက art director တယောက်အနေနဲ့သူကကျွန်တော်ဝင်ပြီးကုညီပေးတယ်စိန်လျန်ထွန်းဆိုတာသူကအခုတော့ပြင်သစ်ရောက်နေတာပေါ့နော်သူကဒီအခုမအေးတောင်းနဲ့ဟိုကြော်ထက်စော်နဲ့ရိုက်တဲ့အခန်းလေးတွေဆိုရင်သူစင်ပေးထားတာမှန်လေးတွေ တော့သူကားလာတွေကအစပေါ့နော်ဒီဒီပန်းလေးတွေကစသူကအကုန်လုံးပကြီကားလေးတွေသူကိုယ်တိုင်စုပေးတယ်စာအုပ်တွေဆိုလဲသူသူတိုင်အကုန်လုံးလိုက်ချပြီးတော့သူကအထရိုက်တာအနေနဲ့သူကအဲ့ဟိုကားလာအစဒီဒီခန်းထဲမှာသူတို့ရဲ့စိတ်ကပါဘလူဘလူကားလာမျိုးရွေးထားကြည့်ထားချင်တယ်ဆိုတာဟာမျိုးသူကအသေးစိတ်လေးတွေကစသူကဘယ်နေရာလေးကဘလို့ဖြစ်နေမယ်ပန်းလေးကဘလို့ကြာနေမယ်သူ့ရဲ့စိတ်အခြေအနေဖြစ်သွားတဲ့ပြီးသွားတဲ့အချိန်မှာဘာဖြစ်နေတယ်ဆိုတဲ့ခါတွေ ဂရင်းကဘလို့ဖြစ်သွားရဲအဲ့ဒါတွေအားလုံးသူစင်ပေးထားတာကျွန်တော်လို့တောင်းပေါ့အဲ့တော့အရင်ကျေးဇူးတင်တယ်ဒီကလေးကိုအခုတော့ပြင်သစ်မှာပေါ့နော်ပြင်သစ်မှာသူပြင်သစ်မှာလည်းသူကားတွေရိုက်နေတယ်သူကြိုးစားပြီးတော့သူသူအဲ့ဒီမျိုးပေါ့နော်ဟိုဇလန်းဒူလေးတွေပဲသူရိုက်နေရပေါ့နော်ဟိုတချိန်ကြာရင်တော့သူလည်းပြန်လာပြီးဘိုးနဲ့အတူတူတွဲပြီးအလုံးလုံးမဲလို့တော့ပြောပါတယ်ကိုရောကတော့ပြန်လာစေချင်ပါတယ်အဲ့ဒါလေးတွေအားလုံးကကျွန်တော်ညီပေါ့နော်ညီလို့ဖြစ်နေရင်အဲ့ကလေးကလှုပ်ပြီးတော့ပေါ့ပေါ့ဇလန်းဟိုကဒီလို ိုတချို့အပြတွေဆိုမပြမဖြစ်ဘူးဥပမာဇလန်းအရမမကြီးတွေကကောင်လေးတွေ flat တော့ရတယ်ဆိုတော့ဘလူးကပြူဆွဲရတာပေါ့ပြူဆွဲရတာပေါ့ဘလူးပုံစံနဲ့ပြူဆွဲမလဲတို့တွေကအဆန်နဲ့ပြူဆွဲပါလားတို့ရဲ့ခန္ဓာကိုယ်နဲ့လားတို့ရဲ့အချစ်နဲ့လားတကုတ်နဲ့တို့ကပြူဆွဲရမှာဒီကောင်လေးငါ့ချီရောက်လာပို့ဟုတ်တယ်မလားဘာမှမရှိဘူးနဲ့တော့ဘာမှမရဘူးနော်အဲတကုတ်နဲ့ပြူဆွဲမှာအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကပြပေးရတာ တော့ဂျင်မဆော့တဲ့ဟာလေးဆိုရင်လေကောင်းလေးတွေကိုယ့်ဘက်မရောက်ရောက်လာအောင်ဒါလုတ်ပြတဲ့ဟာလေးတွေတမင်တကာခေါ်သွားတယ်ခေါ်သွားပြီးတော့သူတို့ဒီဟာကိုဆော့ပြတယ်ဆော့ပြတဲ့အတွက်သူတို့ငါတို့ကဘလို့ငါတို့ခန္ဓာကိုယ်ကဘလို့ငါတို့အလှဘလို့ရှိနေဆိုတာကောင်းလေးတွေတိအောင်သူတို့ကပလာလိုရတဲ့အခန်းတွေကိုရေကူးကန်နဲ့သွားရဆိုတာမိဆောင်သွားရဆိုအလကားမဟုတ်ဒီကောင်းလေးတွေနဲ့သူတို့ရဲ့ချစ်တာကိုသူတို့ပုံစံဒီဒီတစ်ခုနဲ့ပေါ့ဖော်ပြချင်တာ အဲ့ဒါလေးအဲ့ဒါလေးတွေခြိုက်ပြရတော့သူတို့နားလဲအောင်ပြောပြရတာကအဓိကတော့လေဒီဇယ်လန်းကိုငကိုရဲကလည်းသူတို့ကစိတ်ဝင်စားရှိပြီးသားလည်းဖြစ်တယ်နောက်တော့ကိုလူချင်းကဒီနေရာလေးမှာဘာဖြစ်နေလဲဘလို့မျိုးလုံးဖြစ်သွားတယ်ဘလို့ဘလို့လေးထားချင်တယ်တော့မင်းသားမင်းသမီးတွေရောပေါ့နော်တော့ဒီကလေးတွေဆိုရင်နန်းစုလူဆိုအကုန်လည်းအများကြီးကြုံဘူးတယ်ရိုက်လည်းရိုက်ဘူးတယ်ပေါ့နော်မယ်လိုဒီဆိုရင်လည်းအဲ့လိုပဲတော့အကုန်လုံးနဲ့ချူစီရဲ့ချူစီမှလည်းစရိုက်ဘူးတယ်ပေါ့နော်အဲ့အဲ့ရိုက်ဘူးလို့ဆိုတော့ကိုအကြောင်းလည်းသိနေရပါဒါရိုက်တာတယောက်ရဲ့အကြောင်း အများကြီးမရိုက်ဘူးအကိုလည်းအများကြီးမရိုက်ဘူးဒါပေမဲ့အကိုနဲ့အတူတွဲလို့တဲ့အတွက်အကိုဘာလူလူချင်းနေဆိုတော့ပထမတကားမှတည်းကနည်းတဘောပေါက်သွားတဲ့ဟာလေးပေါ့နော်ဟောပေါက်သွားဆိုဟိုဒီကားကြတော့သူတို့လည်းဟိုကိုနဲ့ရိုက်ရမယ်ဆိုတော့နည်းနည်းလေးအားလုံးကကျုပ်ပြင်စင်သားလေးလည်းပါမှာပေါ့နော်အိုက်တင်ပိုင်းမှာဘယ်လိုလုပ်ရလဲဆိုသူတို့ကြတော့ကျွန်တော်တို့ကဘာပြောရလဲဆိုတော့အိုက်တင်မလုပ်ဖို့ပြောရကလေးတွေကအိုင်ဒီအရင်လှုပ်ချင်ကြတယ်ဒီလိုကားမျိုးငါလှုပ်လိုက်မယ်ဆိုတာအဲ့လှုပ်လိုက်မယ်ဆိုတဲ့စိတ်ကိုနဲ့ထားခဲ့လိုက် ငါဘလို့လုတ်ပြလိုက်မယ်ဆိုတဲ့ခါကိုမလုတ်နဲ့တော့မှမလုတ်ဘာအိုက်တင်မှမလုတ်ပဲဥမင်းပြောတဲ့ခါကိုပဲလုတ်ဒီလောက်ပဲလုတ်ဒီလိုပဲလုတ်ဆိုသူတို့အဲ့ဒါပဲအခန်းတိုင်းပြောပြတယ်ဘာအိုက်တင်မလုတ်နဲ့တော့ဒါအိုက်တင်အများကြီးမလုတ်နဲ့သူတို့ကြောင့်ရှော့ခိုင်းရတာအိုက်တင်ကိုရှော့ခိုင်းရတာဘာဖြစ်လို့ဆိုတော့သူ့ရဲ့ကာရိုက်တာလည်းမလိုက်မှဆိုရင်သူတို့တွေကတာမန်ကလေးတွေဟိုပြောရရင်ကျွန်တော်ရက်ွက်ထဲမှာရှိနေတယ်တာမန်ကလေးတွေတာမန်အိုက်တင်ပဲသူကလူဆိုးကြီးတွေလည်းမဟုတ်ဘူးအရင်ကြမ်းတမ်းနေတဲ့လူတွေလည်းမဟုတ်ဘူး တမင်းသားနှစ်ယောက်တော့မှပြောတဲ့ဆိုတဲ့နေတဲ့ထိုင်တဲ့နှစ်ယောက်ကမတူဘူးအဲကြောင့်မတူကလေးဆိုရင်ဒါကြော်ထဲကြော်ဆိုရင်သူ item မလုပ်ဘူး item shop လုပ်ဖို့ဒါရိုက်တဲ့အချိန်မှာသူအဓိကပြောတာဒါပဲကျန်တဲ့ကဘာမှအများကြီးသင်ပေးကြအောင်မလုပ်ဒီအခန်းကြီးဆိုရင်အမြဲရကြခြင်းနဲ့ဒီကန်းတော့ဘလူးဖြစ်ခြင်းနဲ့ဒီကန်းတော့ဘလူးအော်ခြင်းနဲ့ဘလူးဖြစ်ခြင်းနဲ့ဆိုတာပြောပြရုံနဲ့လိုအပ်တာလေးပြောပြရုံဇလန်းရောက်သူရဲ့ character ကအဲ့လိုကဆူဆူကောင်းကောင်း ကသူတို့ကောင်ကအလုတ်ခံရမှာရောနင်းတော့နေသေးတယ်ဒါတာဘဝင်ကန်ရမှာဟိုသူရဲ့ခရိုင်တာကအဲ့လိုပါဒါပေမဲ့လေသူအားလေးတွေကဟိုပြီးသက်ဟိုခရိုင်တာအရကျင်သူ့ဘက်ကကျင်တယ်ဒါမှန်တယ်ပေါ့နော်ဟိုပါတော့ရိုက်ခံလိုက်ရတော့ပေါ့ဒါပေမဲ့လေသူပြောတဲ့စကားလေးနဲ့သူရဲ့ဘဝသူရဲ့ trauma တွေပေါ့သူတို့ဖြစ်နေတဲ့စိတ်တွေစိတ်ထားရဒါသူလည်းမှန်အမှန်သူ့ဘက်ကလည်းအမှန်ဩအဓိကမှန်တာပြောရရင်ဥပမာဒီအခန်းလေးမှာသူတို့လုပ်တယ် အကိုကြည့်နေတယ်အကိုပြောပြရတယ်အကိုလိုချင်တဲ့ကောင်အကိုရင်ဘတ်ထဲကိုရောက်လာတယ်ဒါအကိုရင်ဘတ်ထဲကိုပေါ့နော်သူတို့လုံနေတဲ့ item နဲ့အော်ဒါငါငါလုံချင်တဲ့ item ပဲဆိုရောက်လာရပြီဟိုလိုမဟုတ်ဘူးဘာဖြစ်ဆိုအကိုအကိုရိုက်ကြည့်ဘူးလေပေါ့နော်ဟိုအခန်းတစ်ခန်းကိုအကိုရင်ထဲမထည့်ဖဲနဲ့ပုံမှန်ပေါ့ပုံမှန်ရင်ထဲကိုမထည့်ထားတော့ဒီအခန်းဒီစင်းတစ်စင်းရင်ထဲမထည့်ဘဲနဲ့ရိုက်ဖူးလေရိုက်ကြည့်ဘူးလေအကိုဘလို့မှရိုက်လို့မရအောင် ဒီရှင်တွေကိုရောက်မလာဘူးဆိုရင်ဒီစင်းကကောင်းလားမကောင်းလားဆိုတော့အခုမခံစားလို့မရတော့အဲ့တော့အမြဲတမ်းကြိုက်တဲ့စင်းနဲ့စင်းနဲ့ကိုကိုဒီထဲကိုရောက်မှလွတ်လို့ရတဲ့သဘောဖြစ်တာပေါ့နော်ဒါကိုလည်းကိုနဲ့အလုပ်မထိုက်တာတယောက်အနေနဲ့ပေါ့နော်အလုပ်သူပြောလို့တဲ့ကလေးတွေကကြိုက်ပြီးသွားရင်သဘောပေါက်သွားတယ်သဘောပေါက်သွား နောက်တစ်ခါဆိုရင်အစ်စ်ဖြစ်တော့အဲ့လိုဖြစ်တော့နန်းစုဆိုသိပြီတော့ဦးမင်းဦးရဲ့သိမအော်ပါဦးမင်းတပည့်ရတယ်အဲ့လိုဖြစ်ဖြစ်သွားပဲဆိုတုံတုံဟာသူမပြောလို့ဆိုဦးမင်းဦးမင်းဟောတန်ကြားရင်တုံတုံဟာပဲသူပြောရတယ်ဟုတ်ပါဘူးငါဦးမင်းကအဲ့လိုမဟုတ်ဘူးအဲ့လိုအော်ဂျင်နာလည်းမဟုတ်ဘူးတပည့်တို့ရှိမှရှိနေတာတခုဦးမင်းကအဲ့လိုပြောမှရမယ်ဆိုရင်ဦးမင်းကအဲ့လိုပြောလို့မှာအကုံအော်အကုံအော်ကျွန်မင်းသားတွေဆိုပြောမိတယ် တမင်းသားတွေကတချို့မင်းသားတွေကမလိမ္မာတချို့မင်းသားတွေလိမ္မာတိတ်ပြီးမအောင်အောင်မလိမ္မာအောင်အောင်ပြောင်းရဲရှိမိမိသားမလေးမင်းမင်းပြောပြအောင်ပြောပြအောင်လူโซကလူโซပဲပေါ့ဒီကားထဲမှာပြောတာပါအဲ့ဒါအဲ့ဒါအဲ့ဒါပြောရင်တဘာပေါ့တော့နောက်တော့ကျွန်တော်တို့တွေကဟိုကိုစီသူတို့နဲ့ production နဲ့မမျိုးတို့နဲ့ကျွန်တော်တို့နဲ့ကလည်းတကယ်ညီကိုမောင်နှမကြီးလို့ရင်းနေရလဲပါပါတယ် စီသူတို့ဆိုရင် သူတို့ရိုက်တဲ့ကားလေးမှာမိတ်ဆွေတွေပါစီခြင်းနဲ့လှုပ်ဆီခြင်းနဲ့ဖြစ်စီခြင်းနဲ့သူတို့ကလည်းဝင်ပြီးကုညီပေးတယ်အဲ့တဘောပါနောက်တော့သူတို့ရဲ့ item တွေကိုယုံကြည်ရလဲပါပါတယ်သူတို့ကဘယ်နေရာလုံးလုံးအဆင်ပြေတယ်ဒီကားထဲမှာလည်းမမျိုးကြီးဟိုမှာကျွန်တော်အခန်းတစ်ခန်းဆိုရင်ထိုင်ပြီးတော့ချဲအတွက်နေရပါတော့ငါးကြီးမှာဘာဖြစ်တယ်ညာဖြစ်တယ်တက်ပြီးတော့တားရှောက်သွားပြီးတော့ဟိုကရှာလိုက်ဒီကရှာလိုက်လှုပ်တဲ့အခန်းလေးဆိုကျွန်တော်တကတ်သေးရိုက်တာဝမ်းတစ်စင်းလုံးတကတ်သေးပဲရိုက်တာ ဝင်ထွက်တည်အားလုံးတကတဲ့ပဲကင်မရာသွားပြီးကင်မရာလိုက်တယ်သူကကျင်းမလာအဲ့လိုတကတဲ့ရိုက်ထားတာပေါ့နော်အဲ့ဒါမမျိုးပြပြရယ်မမျိုးစံညွှန်းရဘာမှမရှိဘူးကျွန်တော်ရရင်ဒီဇယ်ဒီအခါစိတ်ဝင်စားရမကောင်းဘူးရိုးရိုးရရင်အဲ့တော့ကျွန်တော်ဒီလိုရိုက်ချင်တယ်မမျိုးရှိတဲ့ပါဇက်တရားဟာနဲ့ dialogue နဲ့ဒီစောက်ဝင်ခံနဲ့ကိုင်အောင်ကျွန်တော်ပြောပြီး It's okay အဲ့လိုတရားတရားပေါ့နော်အဲ့လိုမမျိုးတွေကြတော့အဲ့လို experience ရှိရပေါ့ဟိုတချို့ဟာတွေကြတော့ ဇညောအတိအကျမလိုပဲနဲ့ guideline တခုပေါ်မှာကျွန်တော်တို့တွေအဲ့လိုတစင်းလုံးလောက်သွားလို့ရတယ်ဟာဒါတော့မမျိုးတို့ရဲ့ experience ပေါ့ရရမှာပေါ့ရရမှာပေါ့ဒါကကိုကလေးတောင်းဆိုတာဆိုတော့ဒါကိုလှုပ်ပေးရမှာကိုကလေးတောင်းဆိုရရပါပေါ့ချူစင်းနှစ်မှာတော့ဒိုက်တာမင်းသားတော့မဟုတ်ဘူးပေါ့နော်တထောင်တနေရနေပြီးချူစင်းနှစ်မှာတော့ပါထားတယ်ပေါ့အဲအဲကာမတော့ပါထားတယ်ဒိုက်တာတယောက်အနေနဲ့အတာတယောက်အနေနဲ့ရောကမင်းစွန်းပေါ့ ျွန်တော်ခိုင်းကြည့်ဘူးလေကျွန်တော်ကိုဘွားမှာလည်းကျွန်တော်အဖေနေရာနေတော့ကျွန်တော်ခိုင်းကြည့်ဘူးလေပေါ့နော်ဒိုက်တာကအိုက်တာတယောက်ကိုအိုက်တာမင်းဦးကို ခိုင်းကြည့်ပြီးပြီးနောက်တော့ဒီချူစင်နဲ့မှာလည်းကျွန်တော်လည်းခိုင်းကြည့်ရပေါ့နော်ဟိုဒါတွေကနည်းသေးတယ်ပေါ့နော်ဒါအခန်းနည်းတော့ကျွန်တော်လုပ်လို့ရသေးတယ်ပေါ့ဒီတဲ့အခန်းလုံးအခုမှတကားလုံးပါမဲ့ဟာမျိုးဆိုရင်ကိုဘယ်လောက်လုံနိုင်မလဲဘယ်လိုလုံနိုင်မလဲပြီးတော့ကိုနဲ့အတူတူတွဲလုံမဲ့ကိုကလေးတွေပေါ့နော်အတူတူပေါ့ဒရိုက်တင်းမှာကိုနဲ့တွဲဖက်လာမဲ့ကလေးတွေဘယ်လောက်အားကိုးရမလဲ လောက်ထိသူတို့နဲ့လုံးလို့ရမလဲပေါ့နော်အဲ့အရှိနေပေါ်မှာမူတည်တာပေါ့ဒါပေမဲ့လည်းဖြစ်သွားမှာပါဒါကကိုကိုခံစားလို့ရနေပြီဘယ်လိုပြောရမှာမလားမှန်းတော့မသိဘူးဒိုက်တာရဲ့တဘောတွေဟိုအရန်ဟိုအရန်ဟိုအဲ့တာတယောက်ကရွှေရှင်းပါတယ်ကျွန်တော်ဒီကာရိုက်တာလောက်ရမယ်ဆိုရင်ဒီအဝတ်အစားဒီကာရိုက်တာဒီဟာနဲ့ကျွန်တော်တွားလို့ရတယ်သူက ဒီဒိုက်တာကျတော့အဲ့လိုမဟုတ်ဘူးစပြီးဇလန်းဖတ်တယ်ကငါဘလို့ရိုက်ရမလဲဆိုတာစပြီးနောက်ဆုံး73နဲ့အထိယုံတင်ပြီးတော့ဟိုပြီးသွားတဲ့အထိပေါ့နော်အဲ့အထိဝင်ပါတာအော်ဒိုက်တာတယောက်ရဲ့အလုတ်ကတကယ်တမ်းပြောရရင်တော်တော်မလွယ်တော့ဘူးအဲ့ကြောင့်မလို့ကျွန်တော်လည်းပြောဖို့ပါတယ်အများအားဒိုက်တာတွေအားလုံးကျွန်တော်ရဲ့ senior 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 ဒိုက်တာတွေအားလုံးတကယ်ကိုလေးစားပါတယ်ဘလို့ဒိုက်တာပဲဖြစ်ဖြစ်လေးစားပါတယ်ဟုတ်ကဲ့ဟိုကျွန်တော်ကတော့ ID နေလဲကြိုက်တယ်သူတို့ ID နေပေါ့နော် ဟိုအားလုံး IT ရဲ့ IT တွေကိုလည်းကျွန်တော်သဘောကျအဓိကကျွန်တော်သဘောကျတော့တို့တွေအားလုံးကျွန်တော်အလှပဆုံးအလှပဆုံးဖြစ်အောင်ကျွန်တော်ရှိုက်ပေးနိုင်တယ်ကျွန်တော်အယုတ်ကိုအရင်ကြိုက်တယ်နောက်တော့ကျွန်တော်တို့တွေကဒါကျွန်တော်မှန်တာပြောရတယ်ဒါကျွန်တော်တို့တွေကအဲ့လိုလှလှပပမရခဲ့အောင်အခုချိန်ထိလည်းမရရဘာလို့လဲဆိုတော့တည်ရွယ်ရလည်းဖြစ်မယ်နောက်တော့ကျွန်တော်တို့ငယ်တဲ့ငယ်ရွယ်တဲ့အချိန်တုန်းကလည်း ဟိုဘယ်လိုခုံးလဲကျွန်တော်တို့ရဲ့ technology အရောက်ပါရောပေါ့နော်အဲ့လိုလှလှပပတွေကျွန်တော်ကျွန်တော်ကိုယ်တိုင်ကမမြဲခဲ့အောင်အဲ့တော့ကျွန်ကလေးတွေကျွန်တော်ရိုက်မဲ့ data တယောက်အနေနဲ့ရိုက်မဲ့ကားတွေမှာကျွန်တော်အယုတ်ကိုအရန်ကိုကျွန်တော်ချစ်တယ်သူတို့လည်းအလှပဆုံးသူတို့ချင်မှရှိတယ်သူတို့ချင်မှရှိနေတာတဲ့ပို့ပြီးလှပောင်းငါဘယ်လိုလုပ်ပြရမလဲဟုတ်တယ်မလားအဲ့ဒါလေးတွေကိုကျွန်တော်ရိုက်ပြချင် အားကြီးပြခဲ့တယ်အကုန်လုံးအချိန်နဲ့တူအကုန်လုံးသူတို့အချိန်နဲ့ဟာကြောက်ဘရာဗိုဘာညာအဲ့တော့ကျွန်တော်အားလုံးဟိုကောင်းတဲ့အချိန်မှာအကုန်လုံးအဲ့လိုအဲ့လိုလုပ်ပါတယ်ဘာလို့လို့လဲဆိုတော့ကျွန်တော်ကြာလဲဟိုရိုက်တာတယောက်အနေနဲ့ကြတော့ကလေးတွေဥမာဒီကားဆိုလို့ရှင်မင်းသမီးမင်းသား9ယောက်ရှိတယ်တယောက်ပုံမှာမှကျွန်တော်တို့တွေကပို့သွားလို့လည်းမရသူတို့ကခံစားမှုတစ်ခုဖြစ်သွားမှဆိုရင်အဲ့တော့ကားပြရင်တော့မှသူကတိုက်တာတယောက်အနေနဲ့ငကူရဲ့ဇက်ကဒီလိုရှိတယ် ဒါတူတူလုံးမဲ့အခန်းတွေကဒီလိုရှိတယ်ပြောပြီးသားမလို့လေဟိုအားလုံးညီညူညီမြအကုန်လုံးကောင်းစီချင်တာဒါမိဘတွေလိုပဲသားသမီးတွေအပေါ်မှာထားတယ်လို့ကိုယ့်ရဲ့ဇက်ကောင်တွေအားလုံးကောင်းစီချင်တာဒါပဲရှိတာအဲအဲ့ feeling ပေါ့နော်အခုကတော့အခုပေါ့နော်ကျွန်တော်ဟို driver အနေနဲ့ရိုက်ထားတာတော့ဒီကားပေါ့နော်ဟိုတရုတ်ဆောက်အနေနဲ့ရိုက်ထားတဲ့ကားလေးတော့ကျွန်တော်ဒီနေ့ထဲတော့တင်ပြမယ်ထင်ပါတယ် ပက်တင်တန်းဆိုတဲ့ကားလေးပေါ့အဲ့မှာလုံးဝမင်းဦးမမြင်ဘူးတဲ့ character တခုအနေနဲ့မြင်ရမယ် transformation တခုလုပ်ထားပါတယ်အဲ့အတွက်လည်းကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ဟိုဇက်ကလည်းကိုတကယ်လောက်ရတဲ့ဇက်ဖြစ်နေတယ်အဲဒီကဇက်ဖြစ်ရုပ်ရှင်ပေါ့ပက်တင်တန်းဇက်ကလေးကဒီနေ့ထဲမှာပြပြစ်လိုက်မယ်လို့ကျွန်တော်ထင်ပါကျွန်တော်ထင်ပါတယ်ဒီကားလေးကကျွန်တော်ရိုက်ဦးသမျှကားထဲမှာပေါ့နော်ဟိုဘယ်လိုခေါ်မလဲဟို photography ရတာကျွန်တော်အကြိုက်ဆုံးပါ ပိုဂရဖီရောကျွန်တော်ရိုက်ခဲ့တဲ့အထဲမှာအကုန်လုံးအားအရဆုံးပါဒီအပြင်တရုတ်ဆောင်တွေကလည်းတကယ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတာပေါ့နော်ကျွန်တော်ရိုက်ခဲ့တဲ့ကားလေးမှာဒီကားလေးကိုတော့တကယ်ကိုဟိုတကယ်သဘောကျခဲ့ပါတယ်သဘောတကယ်လည်းသဘောကျတယ်ဒီကားလေးကိုလည်းကျွန်တော်ဒါရိုက်တာတယောက်အနေနဲ့ကျွန်တော်ကိုစွမ်းညံစွမ်းရှိသလောက်ကျွန်တော်အကောင်းဆုံးဖြစ်အောင်တကယ်ကြိုးစားထားခဲ့ပါတယ်ဒီဟာလေးတွေကိုဒီကားလေးကို အစိတ်ဆူတဲ့ကားလေးကိုပေးတဲ့ကြီးလာကြည့်ရင်အစ်စ်စ်တခုပေါ့ခံစားချက်တစ်တခုရမှာတည်ကြတယ်လို့ကျွန်တော်ကျွန်တော်အမှတ်ခံချင်ပါတယ်ဒီတက်တီလာပြီးတော့အားပေးပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်